နာမည်ကြီးဘောလုံးပွဲသုံးသက်ခံမဲ့တဲ့ website တစ်ခုဖြစ်တဲ့ Predzi ရဲ့အကြိုက်ရွေးချယ်မှုတွေနဲ့အတူ Champion League ပွဲစဉ်သုံးပွဲကိုခံမှန်းလိုက်အောင်ခင်ဗျာ။ မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေ။နာမည်ကြီးဘောလုံးပွဲသုံးသက်ခံမဲ့ website တခုဖြစ်တဲ့ Predicy ရွေးချယ်ထားတဲ့အကြိုက်အသင်းတွေကိုအခြေခံပြီးတော့ကျွန်တော်အကြိုက်တွေထည့်သွင်းရွေးချယ်သုံးသက်ဆွေးနွေးပြီးတော့မှာပဲဖြစ်ပါရစေ။ Real Madrid နဲ့ Arsenal ပွဲကတော့ပွဲချုပ်သုံးသက်ချက်တပွဲတည်းတည်တံ့လုပ်ပေးမှာဖြစ်တဲ့အတွက်ဒီအကြိုက်သုံးပွဲရွေးချယ်မှုမှာတော့ထည့်သွင်းမသုံးသက်တော့ပါဘူးခင်ဗျာ။ဆိုတော့ပထမဆုံးပွဲ Borussia Dortmund နဲ့ Barcelona Barcelona ကတော့နောက်ဆက်ကိုတက်ဖို့အတွက်ပထမအကြော့မှာလည်း reset တစ်ခုထွက်သွားခဲ့ပြီလို့ပဲပြောရမှာပါအဲ့တော့ဒီဒုတိယအကြော့မှာ Barcelona အနေနဲ့ အဓိကကစားသမားတွေကိုပဲသုံးလာမလားဘလို့ခံယူချက်မျိုးနဲ့ကံမလဲဆိုတာပွဲထွက် line နဲ့မြင်ရရင်တော့ကျွန်တော်တွေကပို့ပြီးတော့ခံမန်းလို့ကောင်းတယ်အခုချိန်မှာဘာမှတိတိပပပြောလို့မရတဲ့အခြေအနေငါတို့ပွဲဖြစ်အောင်ပဲကစားသွားမယ်ကစားသမားတွေအနာမခံမဲနဲ့ပော့ပော့ပါဆော့မယ်ဆိုရင်ဘာသနာဒီဘိုရီရှားဒော့တမန်ကိုအနိုင်ရဖို့ကအဲ့လောက်ထိလွယ်ကူမနေဘူးဒီလိုမှမဟုတ်ဘဲနဲ့ဘာဖြစ်ဖြစ်တီးတယ်ကွာငါတို့ကမကြောက်တင်ခံခြင်းနဲ့ကစားသမားတွေကိုမောင်းမယ်ပထမအကြော်တော့ကလည်း share တီးတယ်ဒုတိယအကြော်လည်း share တီးမယ်ဆိုရင်ဘာသနာနိုင်နိုင်တယ်ဘာကြောင့်လဲဆိုတော့လက်ရှိချိန်မှာဘာစလိုနာကတော်တော်ကောင်းတဲ့အသင်းတစ်သင်းဖြစ်နေ တဲ့အတွက်ကြောင့်ပါလာလီဂါမှာလည်းဘူဆွဲဖို့ရေပန်းစားနေတယ်လို့ချန်ပီယံလိမှာလည်းဘူဆွဲဖို့ရေပန်းစားနေတယ်အသင်းတစ်သင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကပွဲထွက် line up ကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ့်သဘောမျိုးပါအကျော်ပေးမှုက risk ub အားပေးရမယ့်သဘောမျိုးဖြစ်နေတယ်။ဘာစလိုနာတေကြရင်အပြည့်အဝဆုံးရှုံးမယ်။အဲ့တော့တေကြရင်တဝက်ဆိုလို့ကပြဿနာမရှိဘူး။ကျွန်တော်တို့ကဘာစလိုနာပြိတ္တလုံးလို့ရတယ်။အခုချိန်နေကြီးကအပြည့်ဆုံးရှုံးမှဖြစ်တဲ့အတွက်တေချာစဉ်းစားရမယ့်သဘောမျိုးပရီတီစီရဲ့အကြောပေးမှုအရဘရက်ရှာဒော့တ်မန်နဲ့ဘာစလိုနာပွဲကတူးတူးတေပွဲတစ်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။တူးတူးတေပွဲဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်ပရီတီစီရွေးချယ်မှုကဘရက်ရှာဒော့တ်မန်လို့ပြောလို့ရတယ်ဗျ။အဲ့ဘရက်ရှာဒော့တ်မန်အနေနဲ့အိမ်ကွင်းမှာအိမ်ကွင်းပြိတ္တအားနဲ့အတူအကောင်းဆုံးပေါ့နော်။ဟိုဂိုးပြက်ရလက် ုံဖော်နိုင်ခြင်းမဖော်နိုင်ခြင်းကတပိုင်းပေါ့သူတို့စူးစမ်းကစားလို့စိတ်အပြည့်နဲ့ကစားမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့် handicap ကကျွန်တော်ဘာစလိုနာကိုညှင်းပယ်ခြင်းနဲ့တရေကြဖို့များတဲ့ပွဲစဉ်တွေပါ pretty command လို့တူးတူးဆိုတဲ့ reset ထွက်သွားမယ်ဆိုရင်တော့တိုတယ်ကိုက over သွားမှာပါသုံးလုံး တဝက်ဆုံးရှုံးခွင့်ပေးထားတဲ့အတွက်ကြောင့်တူတယ်ကို over ကိုကစားမယ်ဆိုရင်လည်းကစားလို့ရပါတယ်အဲ့တော့ Borussia Dortmund တူတယ်ကို over ရွေးချယ်ခြင်းကတော့အနည်းငယ်အဆင်ပြေမယ်လို့ထင်ပါတယ်တခုမအောင်လဲတခုကပြန်ပြီးတော့ခံထားနိုင်တဲ့သဘောမျိုးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲက Aston Villa နဲ့ PSG ပရီဒီရဲ့အကြောပေးမှုကိုကျွန်တော်အရင်ကြည့်လိုက်ရအောင် Aston Villa အင်ကွင်းမှာ2-1နဲ့အနိုင်ယူသွားမယ်လို့ခန့်မှန်းထားပါတယ်ပြန်လို့ပြော Aston Villa ကခမန်းရခတ်တဲ့အသင်းတစ်သင်းမှာဒီကြားရတဲ့မှာရှင်မြိုင်ခဲ့တဲ့ Premier League ပွဲတွေမှာလည်း အနိုင်မကန်နိုင်ဘူးပဲထင်တာဗျသို့တော့အစ်ကိုမလာဒီအနိုင်ကန်နိုင်ုံသာမကဘဲနဲ့ကိုပြက်ရလက် တခုပါပုံဖော်ဖန်တီးနိုင်ခဲ့တယ်။အက်စတွန်ဗလာမှာကစားအကောင်နဲ့ကစားသမားတွေအများကြီးရှိတယ်။နီးပြဥနိုင်းအမရီကလည်းဥရောပအတွေ့အကြုံရင့်နေပြီဖြစ်တဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်ချန်ပီယံလိမှာအက်စတွန်ဗလာကစားရအနည်းငယ်စိမ့်နေပေမဲ့ဥနိုင်းအမရီအနေနဲ့သူ့ရဲ့အတွေ့အကြုံမှန်းရမစိမ့်ဘူးလို့ကျွန်တော်ယူဆတယ်။အရှင်ပရိသတ်အားနဲ့အတူ PSG အသင်းကိုအကောင်းဆုံးဖိအားပေးမှာပါ။ဒါပေမဲ့တစ်ဖက်က PSG ကိုပြန်စင်းစားပြန်တော့လဲအက်စတွန်ဗလာထက်ဒီနေ့ရသည်ပိုကျန်းနဲ့လီဗာပူးကိုတောင်မှအန်ဖီမှာတွားရောက်အနိုင်ယူထားတာ။လီဗာပူးရဲ့အန်ဖီသည်ပြိုင်ဘက်အသင်းတိုင်းအတွက်အိမ်မဆိုး ဖြစ်စေတဲ့ကွင်းတစ်ကွင်းပဲဒီလိုကွင်းမာတော်မှကစားသမားစုဖွဲ့မှုချစ်ချစ်လစ်လစ်နဲ့အကောင်းဆုံးကစားခဲ့ပြီးနောက်တစ်ဆင့်ကိုတက်ခဲ့သေးတာပဲမဟုတ်လားအဲ့တော့ Aston Villa လို့အသင်းမျိုးဘာကြောင့်ရှင်ပြီးတော့ကစားလို့မရမှာတုံးဆိုတဲ့အတွေးခေါ်မျိုးရှိနိုင်တယ်အဲ့တော့ကြောင့်ဒီဘက်ကကျွန်တော်ကတော့ Predicy ရဲ့ ခမန်းမှု2-1ဆိုတာကိုတိတ်ပြီးဘဝင်မကြအောင်အကြောပေးမှုနဲ့ပြန်ချိန်ကြည့်အောင်ခင်ဗျ PSG တင်းကတည်ကြရင်တဝက်ဆုံးရှုံးခွင့်ပေးထားတယ်ဒီကြောပေးမှုကတော့အရင် risk ယူစရာတော့မရှိဘူးဘာကြောင့်လဲဆိုတော့တည်ကြဖို့များတဲ့ပွဲတင်တပွဲဖြစ်တယ်မတော်တဆနိုင်သွားရင်ဆိုတဲ့အတွေးခေါ်မျိုးကိုကျွန်တော် PSG နဲ့ပတ်သက်ပြီးပို့ရတယ်အဲ့တော့ကြောင့် PSG တင်းကိုအားပေးချင်ပါတယ်တည်တဝက်ဆုံးရှုံးခံနိုင်လို့က PSG တင်းအားပေးတာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ဆုံးပွဲတစ်ပွဲကတော့ Inter Milan နဲ့ ဘိုင်မနစ်ပွဲတင်ပေါ့နော်ဒီပွဲတင်ကိုပရီတစီရဲ့ခမန်းမှုရတော့အင်တာမီလန်အိမ်ကွင်းမှာ2-1နဲ့နိုင်မယ်လို့ခမန်းထားပါတယ်ပရီတစီခမန်းလဲခမန်းကျင်စရာပဲပေါ့နော်ဘိုင်ယန်မြူနစ်ကအသင်းတစ်သင်းဖြစ်ပေမဲ့နီးပြဗင်းစင်ကမ်ပဏီဒီဘလိုနီးထဲမှာယုံကြည်လို့မရတဲ့နီးပြတယောက်ပြယာတီအစမှာတည်းကကမ်ပဏီကိုဒီဘိုင်ယန်မြူနစ်ကနီးပြဖြစ်ခတ်အပ်တယ်ဆိုတဲ့သတင်းကြားတဲ့အချိန်မှာကျွန်တော်အနေငယ်တုံ့လောက်သွားဟာဘာလို့မလို့ရောပေါ့နော်ဒီနီးပြကောင်းနေအများကြီးအသင်းနဲ့လမ်းခွဲပြီးတော့ဗင်းစင်ကမ်ပဏီကိုခတ်အပ်လိုက်တဲ့ပုံစံ first day ကို ကြည့်ပြီးတော့နည်းနည်းဘလိမလိုက်ဟိုဘောလုံးဂိမ်းဆန်နေဗျာဟန်စစ်ဖလစ်တို့ဒါသောမတ်တူကယ်တို့ဆိုရင်အတွေ့အကြုံပိုင်းရ viewer ပိုင်းကစောင်းရမ်းချင်းနဲ့နှီးပြတယ်အဲ့လိုနှီးပြတွေကဘိုင်ယန်မြူနစ်ကိုဟိုအောင်မြောင်မဆွမ်းဆောင်နိုင်ခဲ့တဲ့အချိန်မှာဒီ Vincent Company ရောဘလောက်ထိလုံးပြနိုင်မှာမဟုတ်လို့တော့ဆိုတဲ့အတွေးခေါ်မျိုးကလူတိုင်းမှာရှိနေမယ်အဲ့တော့ Vincent Company ဒီ အသင်းတစ်သင်းကိုကင်တွယ်ဖို့မဆိုထားနဲ့ပရီးမီးယားလိမှာဒါဘရိုက်တန်လိုမျိုးဝက်ဆန်လိုမျိုးတာမန်အသင်းတစ်သင်းကိုတော့ကင်တွယ်ဘူးတဲ့နီးပြတယောက်မဟုတ်ဘူးဘန်လီကိုကင်တွယ်ထားတဲ့နီးပြချက်စီးနဲ့လားတဲ့ံသွားတူတယ်ဒါပေမဲ့ဘွန်နက်စတီကာနဲ့ပရီးမီးယားလိကတော့နည်းနည်းကွာတာပေါ့ဗျာပရီးမီးယားလိကတော့ပြိုင်ဆိုင်မှုပိုပြင်းထန်တယ်အသင်းကောင်းတွေပိုများတာ哦အဲ့တော့ဗင်စစ်ကမ်ပလီဒီရွှေတုံးကြီးကင်ထားတဲ့ကလေးလေးလိုဖြစ်နေဘိုင်မင်းတဲ့အသင်းမှာကစားသမားကောင်းတွေတပုံတစ်ကောင်းကြီးရှိတယ်သူနေနဲ့အင်ကွင်းမှာနော် Alliance Arena မှာပထမအကြော်တော့က Inter Milan ရဲ့ရိုက်ချင်းကိုခံလိုက်ရတယ်ဆိုတော့ဒီပွဲစဉ်မှာဟော Inter Milan ရဲ့ เนาะย้ายชิ้นကိုခံရဖို့အတွက်အများကြီး ျွန်တော်မျှော်လင့်ထားတဲ့အဲ့တော့ Predacy ရဲ့ခမန်းမှုတိုင်းတူဝမ်ဆိုရက် Reset ကဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဟုတ်ပြီတော့ကျွန်တော်အာရှရဲ့အကျော်ပေးမှုတွေနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်အာရှမှာကတော့ဒေဒယ်ဆိုရက်အကျော်ပေးမှုပေးတာပါတယ်ဒါတော့မယိုးမသားအကျော်ပေးမှုလို့တော့ကျွန်တော်ထင်တယ် Inter Milan အဝေးကွင်းမှာတော့နိုင်ပွဲတစ်ပွဲပေါ်ဆောင်ထားတာဘာကြောင့်မြန်ဒေဒယ်အကျော်ပေးမှုပေးတာတော့မတော်တဆနော်အာနာပါနာနဲ့တေးအရှုံးဆိုတဲ့အကျော်ပေးမှုလေးပေးရင်တော့ကျွန်တော်အနေနဲ့လက်ခံလို့ရသေးတယ်။အခုကဆန်စီရိုမှာဗျာအီတလီပြည်သက်တွေရဲ့ရှေ့မှာတရေအကျော်ပေးမှုဒီအ မတန်အမတန်တန်နေတဲ့အကျော်ပေးမှုလို့ကျွန်တော်ထင်ပါတယ်တူတယ်ကိုကတော့သုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်ဂိုးအများကြီးရဖို့တော့လမ်းမမြင်ဟုတ်ပြီတော့ကျွန်တော်တစ်ချက်ချင်းစီထပ်ပြီးစဉ်းစားမယ် ျွန်တော်တွေကအာရှရဲ့အကြောပေးမှုကိုကြည့်ပြီးဘူဂီဖွင့်လှစ်မှုကိုကြည့်ပြီးတော့ okay ငါတို့တွေကเนาะဘူဂီကိုဘက်ကန်တယ်ဒီပွဲစဉ်ကအင်တာမီလန်ကိုခေါ်ထားတဲ့အတွက်ကြောင့်ဘိုင်ယန်မြူနစ်ကိုနေကြည့်မယ်ဆိုတော့အတွေးခေါ်မျိုးတွေးကြည့်ပါလို့ဟုတ်ပြီကျွန်တော်ဘိုင်ယန်မြူနစ်နေလိုက်တယ်ကစားသမားကောင်းတွေအများကြီးရှိတယ်ဟယ်ရီကိန်းတို့မူဆီယားလာတို့เนาะလီဗိုင်းစာနေတို့တကယ်ပွဲတစ်ပွဲအဖြစ်ပြောင်းလဲနိုင်တဲ့ကစားသမားတွေတို့ပေမဲ့နီးပြောက်ကိုယုံကြည်လို့ရသလား Vincent Company ဒီအရေးရဲ့အကြောင်းဟဲ့ဆိုရင်ဒီ အသင်းရဲ့နော်ဟိုနိုင်ပွဲတပွဲကိုမဆူတာနဲ့ရလက်ကောင်းတစ်ခုရအောင်အောင်မှမနေပုံဖော်နေရတဲ့အခြေအနေမျိုးဘာမှမကြည့်နဲ့ပထမအကြော့ပဲကြည့်တူဝမ်းနဲ့ရှုံးသွားတယ်။တေရလည်းရရင်တော့မှဒီဒုတိယအကြော့ကသူ့အတွက်အများကြီးမျောလင်းချက်ရှိအောင်မယ်။ကစားသမားကောင်းတွေများတာသာရှိတယ်။နီးပြယုံကြည်စိတ်ချလို့မရတဲ့နီးပြဖြစ်တဲ့အတွက်ကြောင့်လာဟေ့ဘိုင်ယန်မြူးနစ်ငါတို့တွေကဘူကီဘက်ကန်နဲ့ဆိုပြီးသွားတွေးလို့မရဘူး။ကဲတစ်ဖက်ကအင်တာမီလန်။ဟာဆိုင်မွန်နီအင်တာကီကတောက်ရန် defensive playing style ကောင်းတယ်နော်။ဒီကိုဆိုင်မွန်နီပြီး ော်တော်ခံစစ်ပလင်းစတိုင်ကောင်းတဲ့နီးပြလို့ပြောရမယ်ကျွန်တော်ကမက်ဆီဒီနဲ့ဘိုလူးစင်အချင်းကာလာတော့ကသူ့ရဲ့ခံစစ်ကစားပုံကိုမျက်ဝါးထင်နေမြင်ခဲ့ဘူးလားခတနာခီယိုပလင်းစတိုင်ကိုအကောင်းဆုံးကစားတတ်တယ်အင်ရှင်ပြိသက်ရှေ့မောက်မှာအီတလီသားတွေရဲ့တံပိုထိန်းတဲ့ကစားပုံနဲ့ဆိုရင်ဘိုင်မင်းမလွယ်ဘူးဗျဒီပွဲစဉ်ကအဲ့လိုဇီဇီတို့ဝမ်ဝမ်တို့ဖြစ်ဖို့များတဲ့ပွဲစဉ်အင်တာမီလန်နိုင်ပြီးွားရည်လေဗျတေးပဲထိန်းကစားမှာပဲသူတို့တကောလောက်အရင်သွင်းပြီးတော့ဝမ်ဝမ်ဆိုတဲ့ရက်ဆာခံယူခံယူမယ်ဒါမှမဟုတ်လေလုံးဝဂိုးမပေးရအောင်ခံကစားရတဲ့ဇီ စည်းဖြစ်အောင်လဲကစားကောင်းကစားနိုင်တယ်ကျွန်တော်ကတော့ဒီလိုပွဲမျိုးတွေကအကျိုးမြတ်အရင်မရနိုင်ဘူးလုံးဝတရေဘက်ကိုဥတည်နေတဲ့ပွဲစဉ်တွေဖြစ်တယ်လို့ထင်ပါတယ်ဒါပေမဲ့ပို့ပြီးတော့လုံးဂျုံစိတ်ချခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့အင်ရှင်အသင်းကိုအားပေးတာပိုကောင်းမယ်လို့ထင်ဒီချိန်မှာအင်တာမီလန်မဟုတ်ဘဲနဲ့တခြားသောအသင်းငယ်တစ်သင်းဖြတ်မြင်းအသင်းတစ်သင်းဆိုရင်တော့ ထားပါတော့ club brew ge ပေါ့အဲ့ဒါဆိုရင်တော့ bayern munich ကိုစွန့်စားလို့ရတယ်အခုအရစွန့်စားလို့မရတဲ့အခြေအနေမျိုးကြီးအင်ရှင် inter milan ပြိတ်သက်တွေနဲ့တူတူကျွန်တော် inter milan အသင်းကိုအားပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့အင်ဂါနေ့ညမှာရှင်မြန်ကစားမဲ့ champion league ပွဲတွေနှစ်ပွဲနဲ့ဘော်လုံးနေ့ညရှင်မြန်ကစားမဲ့ champion league ပွဲတွေနှစ်ပွဲကို predicie ရဲ့အကြိုက်အသင်းတွေနဲ့တူရွေးချယ်သုံးသပ်ဆွေးနွေးခဲ့တာပါခင်ဗျာကျွန်တော်ညီကိုတွေရဲ့အကြိုက်အသင်းတွေကိုလည်း comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်ခင်ဗျာ